success small company ရဲ့လူအများရဲ့လေးစားဂုဏ်ယူရတဲ့စံပြအမျိုးသမီးခေါင်းဆောင်ဖြစ်တဲ့ Blast Diamond ရောက်သူရှင် Max Zulai Win ကိုစင်မြင့်တက်တို့လေးစားစွာဖြင့်ပိတ်ခေါ်ပါတယ်ခင်ဗျာ Let's go တာကြတယ်လေးလေးကြာဝေးရေချင်းတီထိုးပေါ့ပေါ်ဒါလူတိုင်းအတွက်ခွင့်ရေးတစ်ခု Now can't need it, but it can't get over what I see. မဲ့တွေ့တကယ်ရောက်ခဲ့ပြီအားလုံးပဲမင်္ဂလာပါဝါးဟွန်ဘလော့ဂျက်မှာကြီးရှုနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါနောက်ထပ်နံပါတ်3ကတော့ဇီးကွက်နဲ့တူတဲ့သူเนาะဇီးကွက်နဲ့တူတဲ့သူဇီးကွက်နဲ့တူတဲ့သူကကျတော့ဘယ်လိုမျိုးလဲဆိုတော့ तू ကမြင့်မြတ်တဲ့အတွေးနဲ့အသိပညာရှိတယ်ဇီးကွက်ကပညာရှိတယ်เนาะပညာရှိတဲ့အတွေးအတွေးခေါ်ရှိတယ်အဲ့လိုမျိုး ်ပြီးလို့ရှိရင်လေးနဲ့စွာလှုပ်ဆောင်တတ်သူတွေးခေါ်တတ်သူဖြစ်တယ်ဘာပဲလှုပ်လှုပ်ပုတ်ပုတ်ပြက်ပြက်မလို့နဲ့နဲ့လှုပ်တတ်တယ်အလုံးတစ်ခုပေါ်မှာလေးနဲ့နဲ့ထားတယ်လူမှုဆက်ဆံရေးပိုင်းပဲဖြစ်ဖြစ်သူများပြောနေတဲ့စကားကိုနားထောင်တဲ့အပိုင်းမှာပဲဖြစ်ဖြစ်ဘာပဲလှုပ်လှုပ်အလေးနဲ့ထားပြီးလှုပ်တတ်တဲ့သူဖြစ်တယ်နော်ပေါ်ပေါ်ဆဆမလုတ်တတ်ဘူးပေါ်ပေါ်ပြက်ပြက်မလုတ်တတ်ဘူးဟုတ်ပြီ နားထောင်တက်တဲ့စကေးရှိလို့လူတိုင်းနဲ့တိုင်ပင်တွေးခေါ်တတ်တယ်။ဆွေးနွေးတတ်တယ်။ तू ကနားထောင်တက်တဲ့စကေးရှိတယ်။ဘသူလူကစကားလာပြောပြောသူများတကာတွေကအနှုတ်လက္ခဏာတွေလာပြောတယ်ဆိုလို့ရှိရင်လေသူ့မှာနံပါတ်1အချက်အသိပညာရှိထားပြီးသားသူဖြစ်လို့သူ့ကိုကူးဆက်မခံတခြားလူတွေကအနှုတ်လက္ခဏာနေနဲ့လာပြောတယ်ဆိုရင်လေ तू ကနားထောင်ထားလိုက်တယ် तू तू ကပြန်ပြီးသုံးသက်တတ်တယ်ဒီလူကဘာကြောင့်ဒီလိုစကားမျိုးပြောတာလဲနော်ပြန်သုံးသက်တတ်တယ် तू ကအဲကောင်းတဲ့အရာတွေကို ပြောရင်လည်းပဲ तू ကပြန်ပြီးသုံးသက်တတ်တယ်ဒီကောင်းတဲ့အရာတွေဟာငါနဲ့ဘလို့သက်ဆိုင်လဲမကောင်းတဲ့အရာတွေကိုငါကဖယ်ရှားရမယ် အဲသူပြောတယ်လို့မျိုးဒီလိုမျိုးမဖြစ်ရလေအောင်ငါမှလည်းအဲ့လိုမချိရလေအောင်ဆိုပြီးတော့ပြန်ပြီးတော့ကိုကိုကိုသုံးတတ်တတ်တဲ့သူမျိုး ဖြစ်တယ်။ဘာလို့လဲသူကပညာရှိတဲ့သူဖြစ်လို့ဟုတ်လား။အဲအဲ့လိုမျိုးနော်နားထောင်တတ်တဲ့စိတ်ရှိလို့သူများဒီလိုလူမျိုးတွေဆိုလို့ချင်းသူများတကလာတိုင်မင်တဲ့သူတွေများတယ်။သူများလာဖင်းတဲ့သူတွေများတယ်။သူကနားထောင်ပေးတတ်တဲ့စကေးရှိလို့လေ။ တချို့သူတို့သူတွေဆိုလို့ရှိရင်နားထောင်ပေးတဲ့စကေးမရှိတဲ့အခါမှာအမ်အဲ့လိုမျိုးဖြစ်တယ်။ Okay ပြီးလို့ရှိရင်နောက်ထပ်အကြံပြုချက်ထောက်ပြချက်များကိုလက်ခံနိုင်တဲ့အစွမ်းရှိတယ်။အကြံပြုချက်ထောက်ပြချက်တွေကိုလက်ခံနိုင်တဲ့အစွမ်းရှိတယ်။အဲ့ဒါကဘာလဲဆိုတော့တချို့သောသူတွေဆိုလို့ရှိရင်ကွာအဒါလေးလှုပ်သိမ့်ရင်တော့လှုပ်ရင်တော့ကောင်းမယ်။ကောင်းနေပြီသို့တော်ဒီထက်ပိုကောင်းနေဆိုတဲ့အကြံပေးတဲ့အခါကျရင် तू ဟာလက်ခံတယ် လက်ခံနိုင်စွမ်းရှိတယ်တချို့သူတွေကကြတော့အဲ့လိုမျိုးမဟုတ်ဘူးလေကွာသူများကငါငါတွေးထားတာမှန်နေပြီဟုတ်တယ်မလားအကြံပြုချက်အကြံပေးမယ်ဆိုလို့ရှိရင်လက်မခံနိုင်ဘူးအဲ့လိုမျိုးသို့တော်ဇီးကွက်နဲ့တူတဲ့သူကကြတော့ तू ကလူများရဲ့အကြံပြုချက်တွေကိုလက်ခံပေးနိုင်တယ်သူ့ကို तू အမြဲတမ်းနှင့်တင်ခြင်းတဲ့သူမျိုးပေါ့နော်အဲ तू ကကောင်းနေပြီးတော့မှန်တယ်ဒါပေမဲ့ဒီထက်ကောင်းအောင်လုပ်လို့ရသေးတယ်ဆိုတဲ့အကြံပြုချက်တွေ့တဲ့ခါကျရင်လည်း तू ကโอเคဒါဆိုရင်ငါဒါလေး လုံးလိုက်မယ်ဆိုပြီးတော့မှလက်ခံနိုင်တယ်ပေါ့သူ့ကိုအဲ့လိုမျိုးလာပြီးအကြံပြုတဲ့သူကသူ့ထက်ငယ်တဲ့သူလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အမ်သူ့ထက်နိုင်ကြတဲ့သူလည်းဖြစ်ကောင်းဖြစ်နိုင်တယ်သို့တော်သူ့မှာကလက်ခံနိုင်တဲ့စကေးရှိလို့သူကအဲ့လိုမျိုးပြုပြင်နိုင်တဲ့အကြောင်းရင်းလေးရှိတယ်နော်ပြီးရင်စီကန်းချီ၍ဖြူစင်ရိုးသားစွာနေထိုင်တတ်တယ်တဲ့စီးနဲ့ကန်းနဲ့လည်းနေတတ်တယ်ဖြူဖြူစင်စင်နေတတ်တယ်ကောက်ကျစ်စင်လည်းမှုမရှိဘူးရိုးသားတယ် နော်ယိုးသားတဲ့သူတယောက်ဖြစ်တယ်ဒါကြောင့်မလို့လူများတခါတွေကသူ့ကိုသွားပြီးတော့တိုင်ပင်ကြတာဆွေးနွေးကြတာပေါ့သူကယိုးသားတဲ့သူ ဖြစ်လို့ဖြူစင်တဲ့သူဖြစ်လို့ပေါ့နော်အဲ့လိုမျိုးအဲလူထဲမှာဆိုရင်လည်းအဲ့လိုမျိုးလေးပေါ့ပြီးရင်ခွန်အားထက်ညံအားကိုအသုံးပြုသူဖြစ်တယ်ခွန်အားထက်ညံအားပြောမယ်ဆိုအလုတ်ကိုလက်နဲ့ချီနဲ့လုံရတာထက်အုံနောက်နဲ့အလုံးလုံရတာကိုပိုကြိုက်တဲ့သူဖြစ်တယ်အဲ့လိုမျိုးနော်လူထဲမှာဆိုလို့ရှိရင်လည်းပဲ ဟုတ်ပြီအမားအမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတယ်အမားအမှန်ဝေဖန်ပိုင်းခြားနိုင်တဲ့အစွမ်းတတိတယ်ရှိတယ်ဘယ်အရာကမှားတယ်မှားနေတဲ့အရာကိုထပ်ခါထပ်ခါမလုပ်ဘူးမှားတယ်လို့သိလိုက်ပြီဆိုလို့ရှိရင် ပြုတ်ပြင်နိုင်တယ်ပေါ့နော်မှားတယ်လို့သူများတကပြောလိုက်ပြီဆိုလို့ရှိရင်ပြုတ်ပြင်နိုင်တယ်အဲအဲ့လိုမျိုးအဲ့လိုမျိုးရှိတယ်အဲ့တော့ဟုတ်ပြီဈေးခွင့်နဲ့တူတဲ့သူတွေရောပါလား မြင်ရောမြင်ဘူးလားအဲ့လိုမျိုးလူတွေကိုပတ်ဝန်းကျင်မှာမြင်ဘူးလားရှိလားအော်အဲ့ဒါအရန်ကိုအတွက်တန်ဖိုးရှိတဲ့သူတွေဖြစ်တယ်စောစောတုန်းကလင်းယုံနဲ့တူတဲ့သူဟာလည်းပဲကိုအတွက်တန်ဖိုးမရှိဘူးလားအိုးဒီလိုလူမျိုးတွေတဲ့အနားမှာနေရတာမကောင်းလားကိုနဲ့အတိမိတ်ဆွေဖြစ်ခွင့်ရတာမကောင်းလားအဲဘယ်နှစ်ယောက်လောက်ရှိတာလဲစောစောတော့ရှင်သေးနဲ့တူတဲ့သူဘယ်နှစ်ယောက်လောက်ရှိတာလဲနော်ရေးထားမယ်ပြီးရင်ဇီးကွက်နဲ့တူတဲ့သူဘယ်နှစ်ယောက်လောက်ရှိတာလဲ